မိမစကားနားထောင်ပြီးကိုကိုအတက်နဲ့ရင်မွေးထုတ်ပေးခဲ့တဲ့အမေကိုနေဘူးတဲ့စွန့်ပြစ်သွားတဲ့တာအရင်မိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီဗီဒီယိုကြည့်ပြီးမိဘရှိတဲ့တာသမီးတွေသင်ခန်းစာရှုကြပါမိဘဆိုတာစိုးတီဖြစ်စေကောင်းတီဖြစ်စေမပြစ်ပေကောင်းမအောင်မိမကစွန့်ခိုင်းလို့အမေဖြစ်သူကိုတာကစွန့်ပြစ်တယ်ဆိုတာကျမတို့ပုံမြင်ထဲမှာသာကြားဖို့ပြိမိဒီကနေ့မှာတော့ဒီအဖြစ်ပြက်ကအပြစ်မှတကယ်ဖြစ်လာခဲ့ပါဒီအမေကတော့တာသမီး900မွေးထားတာဖြစ်ပြီးတယောက်ပဲအသက်ရှင်ခဲ့ပါ යි လက်ရှိမှာတော့ကျန်တဲ့တရားကလည်းမိမစကားနားယောင်ပြီးလီဖြက်နေတဲ့မိခင်အရင်ကိုစွန့်ပစ်သွားခဲ့တာပဲဖြစ်ပါတယ်။တကယ်ကိုစိတ်မကောင်းစရာပါပဲ။ကြည်ပြီးစိတ်မကောင်းလို့လို့မျက်ရည်ချမိပါတယ်။မိဘကျေးဇူးတည်တတ်တဲ့သားသမီးတည်တော်မစင်းရဲဘူးဆိုတာအလုံးလေးသိကြမှာပါ။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့မိဘရိကိုသားသမီးရိကမပြူစုမဆောက်ရှောက်ချင်လို့စွန့်ပစ်တဲ့သားသမီးရိက180လောက်ရှိလာတာကိုတွေ့လာခဲ့ရပါတယ်။ ိဘတွေကတော့သူတို့သားသမီးလေးတွေကိုစကားမပြောတတ်တဲ့ကစကားပြောတတ်အောင်သင်ပေးသလိုလမ်းလျှောက်တတ်ဖို့ကိုလည်းဖေးကူပေးခဲ့ပြီးသားသမီးတွေအတွက်မဟာကရုဏာကြီးသူတွေဖြစ်ပြီးမျှော်လင့်ချက်မရှိသားသမီးတွေလမ်းမမရောက်ပဲအမြဲမြဲတော်ထက်မြတ်တဲ့သားသမီးတွေဖြစ်လာဖို့ကိုလည်းအမြဲဦးစားပေးတတ်သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်အသက်နဲ့ရှင်ပြီးကျွေးမွေးဆောက်ရှောက်လာခဲ့ရတဲ့သားသမီးတွေကတော့မိဘတွေအသက်ကြီးလာနေအမျှမိဘတွေကိုပြစ်ပယ်ချောင်းထိုးလာတတ်ကြပြီး မိဘအပေါ်တည်တတဲ့တာသမီဆိုရာနေပါလာခဲ့ပါ යි ခုတခါမှလည်းမိဘဖြစ်သူကလေးဖြတ်သွားလို့မိမကမကြည်ဖြူတော့ပဲဆွန့်ပစ်ခံတာကြောင့်တာအရင်ကကုတ်ကိုမိထုတ်ခဲ့တဲ့မိခင်ကိုမိမမျက်နှာတစ်ခုကိုပဲကြည့်ပြီးအမေဖြစ်သူကိုနေဘူးထဲမှာပြစ်သွားခဲ့ရပဲဖြစ်ပါ යි အဖကတော့မိုးဥပင်မြို့နယ်မှာနေထိုင်တာဖြစ်ပြီးတာအရင်ရဲ့အဆွန့်ပစ်တာကိုခက်ခဲရတာကြောင့် ဘေးနားရွာသားတွေကနေအိမ်တဲ့နေရာလေးကိုခေါ်ယူဆောက်ရှောက်ပေးထားပဲဖြစ်ပါမိခင်ဖြစ်သူကတော့အခုချိန်ထိတားလေးကိုအပြစ်မမြင်မဲ့သူ့သားလေးအသက်အနည်းငယ်ကြွေးနောင်သူရတယ်လို့ကဲပေးချင်တာကတော့မိခင်မြတ်တာပါပဲ အဖကတော့အခုချိန်မှာသားနဲ့လည်းခွဲသွားခဲ့ရသလိုမျိုးလေးနဲ့ပါမတွေ့ရတော့တာကြောင့်အယံကိုဝမ်းနဲ့နေခဲ့ရပဲဖြစ်ပါ යි ။ဒါကြောင့်ဒီကနေ့မှာတော့ပူတူကသွားရောက်ကူညီပေးခဲ့ပြီးအဖကိုထမင်းတွေကိုယ်တိုင်ခွင့်ကြွေးကအဖရဲ့လိုရာမတမြကိုလည်း၆ပံပေးသွားမှာဖြစ်ပြီးအဖရဲ့အမျိုးတွေဗီဒီယိုလေးတွေကိုမြင်ရင်သားကပြစ်သွားတာခံခဲ့ရတဲ့အဖကိုလာရောက်ခေါ်ပြကြဖို့ကိုလည်းအသိပေးလာခဲ့တာပဲဖြစ်ပါ යි ။ပြစ်ခိုင်းတဲ့ချွေးမာရောပြည့်ရတဲ့သားရောကတားလီတယောက်ရှိပြီးမိဘနေရာကိုရှောက်နေရတော့ အခုလိုလောက်ရတာတကယ့်ကိုအံ့ဩစရာပါပဲပြုတ်သူအစ်စ်ဖြစ်သူအဟောင်းနဲ့ခွေကျွေးရီကနောက်ဘဝမကူတော့ဘူးအရင်လိုမိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်အိမ်တော်ကြလို့ကိုမိဘညုံညင်တော့မိဘပဲကြွေးချယ်ကြပါအခုလိုသားကအတိတ်ကမရှိမိမတရားထွန်းနဲ့မိဘကိုဆွန့်ပြစ်တာတကယ့်အံ့ဩရှာပါသူမိမကသူ့ကိုငရေပုတ်နေရဲဆိုတာလည်းမသိပါဘူးအခုလိုမိမစကားနားထောင်ပြီးကုတ်ကိုအတက်ပေးပြီးမွေးခဲ့မိခင်ကိုပြစ်သွားတဲ့အပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင် အဖွာလေနောက်ဘွားတွေမှာအခုလိုချွေးမဆိုတာဆုံနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ရပါရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါရှင်သားသမီးတွေရဲ့စွန့်ပြစ်ခြင်းကိုခံခဲ့ရပေမဲ့သူကလေးတွေအရှက်ရမှဆိုလို့ထုံမပြောခဲ့တဲ့အဖို့မင်္ဂလာပါပရိသတ်ကြီးတို့ရင်ပရာဟိတမင်းသားကြီးအဖြစ်နာမည်ကြီးနေတဲ့ပုတုကရေပီကနေစတင်ပြီးဒုက္ခရောက်နေသူတွေကိုတူရန်ပေးနေပြီးပုတုကြောင့်အဆင်ပြေသွားသူတွေအများကြီးရှိပါတယ်။တယောက်တယောက်အခက်အခဲဖြစ်နေတဲ့အခါ ပုတုကိုအရင်ဆုံးတတိယတက်ကြတဲ့အထိပုတုကတတိယရောက်ကူညီပိုင်ပုတုကဒီရပိုင်အတွင်းမှာစားဆရာတော်မရှိတဲ့အဖြိုကြီးညီအမနှစ်ယောက်ကိုထောက်ပံ့လှူဒန်းပေးခဲ့ပါသေးတယ်။ပုတုကအသက်ငယ်ပေမဲ့လည်းကိုကျင်းစာတရားကတော့အဖြစ်ရှိသူတယောက်ပါ။သရုပ်တပေါ်လိုအပ်နေတဲ့ကလေးတွေကိုလည်းလှူဒန်းပေးတတ်တယ်လို့ကုကေရမဲအဖို့အဖွားတွေအတွက်လည်းအသင့်ရှိနေသူဖြစ်ပါတယ်။ ဗုဒ္ဓကပရာဟိတာအလုပ်တွေကိုလုပ်ရင်းထဲမှာအချို့ဘဝတွေဟာရုပ်ရှင်တွေဝတ္ထုတွေတဲကထပ်ပို့ပြီးတော့စိုးချောင်းကိုလက်တွေ့မြင်သွားရပါတယ်။အခုတခါမှလည်းဗုဒ္ဓကအသက်မသေးသေးပဲလာရောက်ဆုံးပြစ်သွားတဲ့အဖိုးတယောက်ကိုတွေ့ခင်ရပါတယ်။အဖိုးကတော့အရင်ကတာကေတာဒေါပုံမျိုးနဲ့ကဖြစ်ပြီးတာသမီနှစ်ယောက်ရှိပါတယ်။ခုလိုလေးပြန်ပြီးနေမကောင်းတဲ့အချိန်မှာအဖိုးကိုတင်ကြိုင်တစ်ခုမှဆုံးပြစ်သွားခဲ့ရပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဘုံကြီးကြောင်တစ်ကြောင်ကနေခေါ်ယူဆောက်ရှောက်ထားပါတယ်။ ဒါပေမဲ့ဒီကနေ့မှာတော့ပရာဟီတာမင်တာလီဘုတုကအဖိုးအတွက်လိုအပ်တာတွေတွားရောက်ကူညီခဲ့ပြီးအဖိုးရဲ့သားသမီးတွေရဲ့နေရာလိမ့်စာကိုမေးခဲ့ပေမဲ့မိဘမြတ်တာကြီးမားရဲ့အဖိုးကတော့သူ့သားသမီးတွေအရှက်ရမှာဆိုလို့မပြောပြခဲ့ပါဘူး။သားသမီးတွေရဲ့နောင်ရီကိုတွေးပို့ပေးတဲ့မိဘတွေရှိကြပေမဲ့မိဘတွေရဲ့နောင်ရီကိုတွေးပို့ပေးတဲ့သားသမီးတွေကတော့ရှားပါသေးတယ်။မိဘမရှိတဲ့သူတွေကမိဘရဲ့တံပိုးကိုတီးပြီးမိဘရှိတဲ့သူတွေက မိဘရဲ့တံပိုးကိုမတီးကြပါဘူး။မိဘကိုအေးဆိုင်ရကောင်းမှန်းမသိဘူး။ သူတို့လှုပ်ချင်ရလှုပ်ဖို့အတွက်မိဘကြောက်ခိုင်းကြတယ်။အရှိမရှိနေလဲတံမိုးထားရကမှမသိကြပါဘူး။တာသမီ၁၀ယောက်ကိုမိဘကရှာကျွေးနိုင်ပေမယ့်တာသမီ၁၀ယောက်ကတော့မိဘတွေကိုရှာမကျွေးနိုင်ပဲဖြစ်ထားခဲ့ကြပါသေးတယ်။ လက်ရှိမှာတော့မိဘမြတ်တာကြီးမားတဲ့အဖို့ကိုကုတုဟာစားဖို့ရှိကိုစီစဉ်ပေးခဲ့ပြီးတော့အဖို့အတွက်စုံစမ်းပြီးတာသမီစီပြန်အပ်သွားမယ်လို့သိရပါတယ်။တာသမီတွေလည်းဒီဗီဒီယိုလေးကိုမြင်ကြလိမ့်မယ်လို့ထင်ပါတယ်။မိဘကတာသမီတွေအရှက်ရမှာဆိုလို့ထုတ်မပြောခဲ့ပေမဲ့တာသမီတွေရဲ့စွန့်ပစ်တာကိုခံခဲ့ရတဲ့မိဘရှင်တွေမှာတော့အယံကိုစိတ်မကောင်းဖြစ်နေမှာသိကြပါပဲ။မိဘကိုအခုလိုရရက်ဆက်ဆက်စွန့်ပစ်သွားတဲ့သူတွေရဲ့လောက်ရက်ကိုဘယ်လိုမြင်လဲ။အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ လူလောကကိုရောက်ခိုင်းမှာဘုဒ္ဓဟာသူတက်နိုင်တဲ့အင်အားနဲ့ဖြည့်ဆည်းပေးနေလို့အာလုံကတာထုခေါ်နေကြပါလိုအပ်နေသူတွေကိုဖေးမကူပေးနေရဲ့ဘုဒ္ဓရဲ့လောရက်တွေကိုသဘောကျရလားဆိုတာပြောပြခဲ့ပါအောင်အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်ရှင်မိမစကားနားထောင်ပြီးကိုယ့်ကိုအတတ်နဲ့ရင်မွေးထုတ်ပေးခဲ့တဲ့အမေကိုနေဘူးတဲ့ဆွန့်ပြစ်သွားတဲ့တာအရင်မိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီဗီဒီယိုကြည့်ပြီးမိဘရှိတဲ့သားသမီးတွေသင်ငန်းစာရှုကြပါ မိဘဆိုတာစိုးတီဖြစ်စေကောင်းတီဖြစ်စေမဖြစ်ပေကောင်းမအောင်မိမကစွန့်ခိုင်းလို့အမေဖြစ်သူကိုတားကားစွန့်ပစ်တယ်ဆိုတာကျမတို့ပုံမြင်ထဲမှာသာကြားဖို့ပြင်မိဒီကနေ့မှာတော့ဒီအဖြစ်ပြက်ကအပြစ်မှာတကယ်ဖြစ်လာခဲ့ပါဒီမိကတော့တာသမီ900မွေးထားတာဖြစ်ပြီးတယောက်ပဲအသက်ရှင်ခဲ့ပါလက်ရှိမှာတော့ကျန်တဲ့တယောက်ကလည်းမိမစကားနားရောက်ပြီးလီဖြက်နေတဲ့မိခင်အရင်ကိုစွန့်ပစ်သွားခဲ့တာပဲဖြစ်ပါတကယ်ကိုစိတ်မကောင်းစရာပါပဲကြည်ပြီးစိတ်မကောင်းလို့မျက်ရည်ချမိပါ යි မိဘကျေးဇူးတည်တတ်တဲ့သားသမီးတည်တော်မစင်းရဲဘူးဆိုတာအလုံးလေးသိကြမှာပါဒါပေမဲ့အခုနောက်ပိုင်းမှာတော့မိဘရိကသားသမီးရိကမပြုစုမဆောက်ရှောက်ခြင်းလို့စွန့်ပြစ်တဲ့သားသမီးရိက180လောက်ရှိလာတာကိုတွေ့လာခဲ့ရပါတယ်မိဘရိကတော့သူတို့သားသမီးလေးတွေကိုစကားမပြောတတ်တဲ့ကစကားပြောတတ်အောင်သင်ပေးသလိုလမ်းလျှောက်တတ်ဖို့ကိုလည်းဖေးကူပေးခဲ့ပြီးသားသမီးတွေအတွက်မဟာကရုဏာကြီးသူတွေဖြစ်ပြီးမျှော်လင့်ချက်မရှိ သားသမီးတွေလမ်းမမရောက်ပဲအမြဲမြဲတော်ထက်မြတ်တဲ့သားသမီးတွေဖြစ်လာဖို့ကိုလည်းအမြဲဦးစားပေးတဲ့သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်အသက်နဲ့ရှင်ပြီးကျွေးမွေးဆောက်ရှောက်လာခဲ့ရတဲ့သားသမီးတွေကတော့မိဘတွေအသက်ကြီးလာနေအမျှမိဘတွေကိုပြစ်ပယ်ကြောက်ထိုးလာတတ်ကြပြီးမိဘအပေါ်တည်တတ်တဲ့သားသမီးဆိုရနဲ့ပါလာခဲ့ပါတယ်။ခုတစ်ခါမှလည်းမိဘဖြစ်သူကလေးဖြတ်သွားလို့မိမကမကြည့်ဖြူတော့ပဲစွန့်ပစ်ခံတာကြောင့် ။ဒါအရင်ကကုတ်ကိုမီးထုတ်ခဲ့တဲ့မိခင်ကိုမိမမျက်နှာတစ်ခုကိုပဲကြည့်ပြီးအမိဖြစ်သူကိုနေဘူးထဲမှာပြစ်သွားခဲ့ရပဲဖြစ်ပါ යි ။အဖကတော့မိုးဦးပင်မြို့နယ်မှာနေထိုင်တာဖြစ်ပြီးဒါအရင်ရဲ့အစွန့်ပြစ်တာကိုခက်ခဲ့ရတာကြောင့်ဘိနာရွာသားတွေကနေအိတ်တဲ့နေရာလေးကိုခေါ်ယူဆောက်ရှောက်ပေးထားပဲဖြစ်ပါ යි ။မိခင်ဖြစ်သူကတော့အခုချိန်ထိတားလေးကိုအပြစ်မမြင်မဲသူ့သားလေးအသက်အန္တရာယ်ကြုံနေအောင်သူရတယ်လို့ကဲပေးချင်တာကတော့မိခင်မြစ်တာပါပဲ။ အဖကတော့အခုချိန်မှာတားနဲ့လဲခွဲသွားခဲ့ရသလိုမီးလေးနဲ့ပါမတွေ့ရတော့တာကြောင့်အရန်ကိုဝမ်းနေနေကြရပဲဖြစ်ပါ යි ။ဒါကြောင့်ဒီကနေ့မှာတော့ပူတူကသွားရောက်ကူညီပေးခဲ့ပြီးအဖကိုထမင်းတွေကိုရိုင်းခွန်ကြွေးကအဖရဲ့လိုရာမှတ်တမ်းများကိုလည်းထောက်ပံ့ပေးသွားမှာဖြစ်ပြီးအဖရဲ့အမျိုးတွေဗီဒီယိုလေးတွေကိုမြင်ရင်တားကပြစ်သွားတာခံခဲ့ရတဲ့အဖကိုလာရောက်ခေါ်ပြကြဖို့ကိုလည်းအသိပေးလာခဲ့တာပဲဖြစ်ပါ යි ။ပြစ်ခိုင်းတဲ့ချွေးမာရောပြည့်ရတဲ့တာရောကတာလီတယောက်ရှိပြီးမိဘတရားကိုရှောက်နေရတော့ အခုလိုလောက်ရတာတကယ့်ကိုအံ့ဩစရာပါပဲပြုတ်သူအစ်စ်ဖြစ်သူအဟောင်းနဲ့ခွေကျွေးတွေကနောက်ဘဝမကူတော့ဘူးအရင်လိုမိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်အိမ်တော်ကြလို့ကိုမိဘညုံညင်းတော့မိဘပဲကြွေးချယ်ကြပါအခုလိုသားကအတိတ်တရားမရှိမိမတရားထွန်းနဲ့မိဘကိုဆွန့်ပြစ်တာတကယ့်ကိုအံ့ဩရှာပါသူမိမကသူ့ကိုငရေပုတ်နေရဆိုတာလည်းမသိပါဘူးအခုလိုမိမစကားနားထောင်ပြီးကုတ်ကိုအသက်ပေးပြီးမွေးခဲ့မိခင်ကိုပြစ်သွားတဲ့အတအပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင့် အဖွာလေးနာဘွားတွေမှာအခုလိုချွေးမဆိုတာဆုံနဲ့မကြုံပါစီနဲ့လို့ဆွတောင်းပေးလိုက်ရပါတယ်ရှင်အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်သာသမီတွေရဲ့စွန့်ပြစ်ခြင်းကိုခံခဲ့ရပြီမိတ်သူကလေးတွေအရှက်ရမှာဆိုလို့ထုတ်မပြောခဲ့တဲ့အဖို့မင်္ဂလာပါပရိသတ်ကြီးတို့ရင်ပရာဟိတမင်းသားကြီးအဖြစ်နာမည်ကြီးနေတဲ့ပုတုကရေပီကနေစတင်ပြီးဒုက္ခရောက်နေသူတွေကိုတူရန်ပေးနေပြီးပုတုကြောင့်အဆင်ပြေသွားသူတွေအများကြီးရှိပါတယ်။တယောက်တယောက်အခက်အခဲဖြစ်နေတဲ့အခါ ပုတုကိုအရင်ဆုံးတတိယတက်ကြတဲ့အထိပုတုကထိတိယရောက်ကူညီပိုင်ပုတုကဒီရပိုင်အတွင်းမှာစားဆရာတော်မရှိရဲ့အဖြိုကြီးညီအမနှစ်ယောက်ကိုထောက်ပံ့လှူဒန်းပေးခဲ့ပါသေးတယ်။ပုတုကအသက်ငယ်ပေမဲ့လည်းကိုကျင်းစာတရားကတော့အဖြစ်ရှိသူတစ်ယောက်ပါ။သရုံတပေါ်လိုအပ်နေတဲ့ကလေးတွေကိုလည်းလှူဒန်းပေးတတ်တယ်လို့ကုကေရမဲအဖို့အဖွားတွေအတွက်လည်းအသင့်ရှိနေသူဖြစ်ပါတယ်။ပုတုကပရာဟိတာအလောက်တွေကိုလုံရင်းထဲမှာအချို့ဘဝတွေဟာရုပ်ရှင်တွေဝတ္ထုတွေတဲ့ကထပ်ပို့ပြီးတော့စိုးချောင်းကိုလက်တွေ့မြင်သွားရပါတယ်။ အခုတခါမှလည်းဘုတုကအသက်မသေးသေးပဲလာရောက်ဆုံးပြစ်သွားတဲ့အဖိုးတယောက်ကိုတွေ့ခဲ့ရပါတယ်။အဖိုးကတော့အရင်ကတာကေတာဒေါပုံမျိုးနဲ့ကဖြစ်ပြီးတာသမီနှစ်ယောက်ရှိပါတယ်။ခုလိုလေးပြန်ပြီးနေမကောင်းတဲ့အချိန်မှာအဖိုးကိုတင်ကြိုင်တစ်ခုမှဆုံးပြစ်သွားခဲ့ရပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဖုန်ကြီးကြောင့်တကြောင်ကနေခေါ်ယူဆောက်ရှောက်ထားပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ပရာဟီတာမင်သားလေးဘုတုကအဖိုးအတွက်လိုအပ်တာတွေတွားရောက်ကူညီခဲ့ပြီး အဖိုးရဲ့သားသမီးတွေရဲ့နေရာလိပ်စာကိုမေးခဲ့ပေမဲ့မိဘမြတ်တာကြီးမားရဲ့အဖိုးကတော့သူ့သားသမီးတွေအရှက်ရမှာဆိုလို့မပြောပြခဲ့ပါဘူး။သားသမီးတွေရဲ့နောင်ရီကိုတွေးပို့ပေးတဲ့မိဘတွေရှိကြပေမဲ့မိဘတွေရဲ့နောင်ရီကိုတွေးပို့ပေးတဲ့သားသမီးတွေကတော့ရှားပါသေးတယ်။မိဘမရှိတဲ့သူတွေကမိဘရဲ့တံပိုးကိုတီးပြီးမိဘရှိတဲ့သူတွေကမိဘရဲ့တံပိုးကိုမတီးကြပါဘူး။မိဘကိုအေးဆိုင်ရကောင်းမှန်းမသိသူတို့လှုပ်ချင်ရလှုပ်ဖို့အတွက်မိဘကိုကြောက်ခိုင်းကြတယ်။ အရှိမရှိနေလဲတံမိုးထားရကမှန်းမသိကြပါဘူး။သာသမီ၁၀ယောက်ကိုမိဘကရှာကျွေးနိုင်ပေမယ့်သာသမီ၁၀ယောက်ကတော့မိဘတွေကိုရှာမကျွေးနိုင်ပဲဖြစ်ထားခဲ့ကြပါတယ်။လက်ရှိမှာတော့မိဘမြတ်တာကြီးမားရဲ့အဖိုးကိုပုတုဟာစာဖို့ရှိကိုစီစဉ်ပေးခဲ့ပြီးတော့အဖိုး address ဆောင်စမ်းပြီးသာသမီစီပြတ်အပ်သွားမယ်လို့သိရပါတယ်။သာသမီတွေလည်းဒီဗီဒီယိုလေးကိုမြင်ကြလိမ့်မယ်လို့ထင်ပါတယ်။ မိဘကတာသမီတွေအရှက်ရမှာဆိုလို့ထုံမပြောခဲ့ပေမဲ့တာသမီတွေရဲ့စွန့်ပစ်တာကိုခံခဲ့ရတဲ့မိဘရှင်တွေမှာတော့အယံကိုစိတ်မကောင်းဖြစ်နေမှာသိကြပါပဲမိဘကိုအခုလိုရရက်ဆက်ဆက်စွန့်ပစ်သွားတဲ့သူတွေရဲ့လောက်ရက်ကိုဘလို့မြင်လဲအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်လူလောကကိုရောက်ခိုင်းမှာဘူတူကသူတက်နိုင်တဲ့အင်အားနဲ့ဖြည့်ဆည်းပေးနေလို့အလုံးကတာထုခေါ်နေကြပါလိုအပ်နေသူတွေကိုဖေးမကူပေးနေရဲ့ ဘူတူရဲ့လောရက်တွေကိုသဘောကျရလားဆိုတာပြောပြခဲ့ပါအောင်အဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်ရှင်